ီနေ့ကျွန်တော်စီးပွားရေးလုပ်ငန်းတစ်ခုကိုခုမှစပြီးတော့လုပ်ကင်မဲ့သူတွေအတွက်ရိုးရှင်းပြီးတော့အရေးကြီးတဲ့အချက်သုံးချက်ကိုပြပြပေးသွားပါမယ်။စီးပွားရေးတစ်ခုစတင်ဖို့အတွက်ဆိုရင်အတော်များများကဒီရှုပ်ထွေးတဲ့ business plan တွေ၊ရှင်းနှီးမွေအများကြီးတွေကိုပဲစပြီးတော့စဉ်းစားကြတာများပါတယ်။ဒီအချက်သုံးချက်ကကျွန်တော်တို့ digital marketing strategy ကိုပါထိအောင်ကူညီပေးနိုင်မဲ့ foundation လို့လည်းပြောလို့ရပါတယ်။ ဒီအချက်တွေကို the 100 dollar status ဆိုတဲ့စာအုပ်ထဲကနေကျွန်တော် inspire ယူပြီးတော့ပြန်လဲ sharing လုပ်ထားတာပါဒီစာအုပ်ထဲမှာဆိုရင်တော့ဒီအချက်၃ချက်ကို the 3 essential component လို့ခေါ်ပါတယ်ဒီ3 essential component ကကိုယ့်လုပ်ငန်းရဲ့ foundation တစ်ခုလို့လည်းပြောလို့ရပါတယ်ပထမအဆုံး component ကဘာလဲဆိုရင် product ကိုစပစ်ပေါ့ကိုကဘာရောင်းမှာလဲဘယ်လိုဝင်ဆောင်မှုပေးမှာလဲပေါ့ဒုတိယ component က people willing to pay ပါ ကိုစီကတကယ်ဝယ်ယူမဲ့သူဝေပေးချင်မဲ့သူကဘယ်သူလဲပေါ့ဥပမာ customer ကိုပြောတာပါတတိယကွန်ပိုနက်ကကြတော့ way to get paid လို့ခေါ်ပါတယ်ဘယ်လိုမျိုးလေးလဲပြီးကိုစီကိုပတ်စံဘယ်လိုဝင်မလဲဆိုတဲ့အချက်တွေပဲဖြစ်ပါတယ် လုပ်ငန်းတစ်ခုကိုစတင်ခြင်းနဲ့သူတိုင်းကဒီသုံးချက်ကိုအရင်ဆုံးအလွယ်ကူဆုံးစဉ်းစားပြီးစတင်ခဲ့ပါတယ်။ဒီသုံးချက်လုံးရှင်းရှင်းလင်းလင်းမရှိသေးရင်ကိုယ့်ရဲ့ product or service ကဈေးကွက်ထဲမှာရရှိရှင်းတမ်းမှုမလွယ်ပါဘူး။ဒီသုံးခုနေရာတခြားရှိမှသာပဲကျွန်တော်တို့က digital marketing strategy လုပ်တဲ့နေရာမှာလည်းဘယ်သူကိုဥတီရမလဲ၊ဘာပြောရမလဲဆိုတာကိုပုံလင်းစီမှာပါ။ဒီ component တုံးကူက digital marketing ဆိုတဲ့အဆောက်အဦးကိုစောင့်မဲ့မြေပြင်နဲ့အုတ်မြစ်လိုလည်းပြောလို့ရတယ်။ မြင်းမြင်းမခိုင်ပါရင်ဘလောက်ပဲကောင်းတဲ့ marketing campaign တခုကိုလုပ်လို့ပြုကြမှာပဲပေါ့ဒါကြောင့်ဒီ component တုံးကူနေရာတခြားရှိခြင်းကကိုယ့်ရဲ့ marketing effort ကို light view လို့ခေါ်တဲ့ penetration metrics ကိုပို့ဆောင်မဲ့အစား revenue sales ဆိုတဲ့ action level တွေစီကိုတိုက်ရိုက်ပို့ဆောင်ပေးနိုင်မှာဖြစ်ပါတယ်စမ်းသပ်ပါသင်ယူပါကြည့်ထွက်လာပါ